င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ငလင်းပင်ကာလာစစ်ကောင်စီလင်းချောက်တိုက်ခိုက်မှုဇတိုင်းလုံဆောင်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင်းလူပေါင်း2000ကျော်တည်ဆောင်ပြီးရာနဲ့ချင်းရဲ့ပြောင်းဆောင်နေသူတွေကိုရှာဖွေကင်းစင်လုပ်နေတဲ့တချိန်ထဲမှာစစ်ကောင်စီတပ်ကလင်းချောင်းကနေတိုက်ခိုက်တာအရက်သားတွေနေထိုင်တဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေဇတိုင်းလုံနေစေပဲလို့ဒေသခံတွေလက်နက်ကင်ဖွဲ့တွေလေးလာစောင့်ကြည့်သူတွေကပြောပါတယ်။ငလင်းစတင်ကြုံခဲ့ရတဲ့မလ28ရက်နေ့ကနေ30ရက်နေ့ထိစစ်ကောင်စီတပ်ကလင်းချောင်းတိုက်ခိုက်မှုရှိကြ ခဲ့တယ်လို့လေလာဆောင်ကြည့်ပြီးမှတ်တမ်းတင်နေတဲ့ညံလင်းတည်သူတည်သနာဖွဲ့ကအကြံပေးကိုမိုးထန်နီကပြောပါရယ်ငလင်တန်းကြုံခင်ရတဲ့မလ28ရက်ကနေမနေ့ကဒီ3ရက်အတွင်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုရှိချိန်လုပ်ခဲ့တာတွေ့ရပါရယ်ဒီနေ့မှလည်းမကွေးလိုနေရာဘက်တွေမှာလေကြောင်းတိုက်ခိုက်မှုထပ်လုပ်သွားတာတွေ့ရပါရယ်လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကတော့နောင်ချုံမြို့နယ်မှာ3ကြိမ်ပမော်မြို့နယ်မှာ2ကြိမ်ဖြူးမြို့နယ်မှာ2ကြိမ်ဒီမော့ဆူမြို့နယ်မှာ2ကြိမ်ပေါင်းမြို့နယ်မှာ2ကြိမ်စုစုပေါင်း8ကြိမ်ဖြစ်ပါရယ်ဒါကညံလင်းတည်သူတည်သနာဖွဲ့ကလက်တလောရရှိထားတဲ့ ဲ့အချက်လက်တွေလို့ဆိုပါတယ်ဒီလုံရတွေဟာတဘာဝပေးကြောင်းအတိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုလူလုတဲ့ပြီးနဲ့တက်ပြီးဖိနှိပ်တာလို့မြင်ကြောင်းကိုမိုးထက်နေကပြောပါတယ်ရခိုင်ပြည်နယ်မြောင်းနယ်ကြောင်ဖြူမြို့နယ်မှာမလ31ရက်နေ့ကစစ်ကောင်စီကြက်တိုင်လင်းရင်နဲ့ပုံချင်တာဖြင့်လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်အရသားနှုတ်တီဆုံးပြီးနောက်ထပ်လူနာဦးဒဏ်ရာရသွားတယ်လို့သိရပါတယ် အာရခတ်တက်တော်အင်းထိန်ချုံရမြအုံမျိုးနီကိုမလ31ရက်နေ့ည10:00နာရီကျော်လောက်မှာစစ်ကောင်စီတပ်ကဇက်တိုင်းလေးနဲ့ပုံချင်းခဲ့တာကြောင့်မရတာတအုပ်တည်ဆုံသွားတယ်လို့ဒေသခံတအုပ်ကသတင်းဌာနကိုပြောပါတယ်။ပုံချင်းတာကအမှတ်31ရက်တရင်ပမာပါလင်းရင်နဲ့ယုံတည်ရလာကြတာဖြစ်လို့ဒေသခံတွေကတော့စိုးရင်ကြတာပေါ့။မနေ့ကညဆိုးနောက်ထပ်ပုံလာကျဲမှာဆိုလို့လူတွေကောင်းကောင်းမအိပ်နိုင်ခင်ရဘူးလို့ပြောပါတယ်။ တည်ဆုံးသူတွေကတော့အလင်းစင်းရက်ွက်ကအသက်66နှစ်အရွယ်ဦးအောင်ကျော်စံဖြစ်ပြီးပုံစံထိမှန်တည်ဆုံးသွားတယ်လို့သိရပါတယ်။အလာဒူမလ32ရက်မနက်ပိုင်းကကြောက်ဖြူမျိုးနဲ့စင်ချောင်းကုန်းပွေချင်းရွာကိုစစ်ကောင်စီရဲတပ်ကလက်နက်ကြီးနဲ့တုံးချက်ပစ်ခတ်ခဲ့တာကြောင့်တပ်တော်32နှစ်အရွယ်ဦးစင်တပါပြန်လွန်သွားပြီးနောက်ထပ်ကျောင်းနိုင်စရာတော်ကြီးနဲ့ကိုရင်တပါပါဝင်9ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးဟာဘုံကြီးကျောင်းဓမ္မယုံမှာတလုံးနဲ့လူနေရက်ွက်ထဲကိုကျရောက်ခဲ့တာလို့ဆိုပါတယ်။ကြားပြည်နယ်ကရင်နီမှာ ဆိုရင်ပုံချင်းခံရမှုတွေကအနေတိုင်းလိုလိုရှိနေတတ်တယ်လို့ကင်းရင်ဒီအစိုးရဒုတိယကာကွယ်ဝင်ကြီးခူးဒယ်နီယာကသတင်းဌာနကိုပြောပါတယ်။ငလင်းလုတ်တဲ့နေရောနောက်ရက်တွေပါပုံချင်းတာပဲမနီးကတီနေတိုင်းလိုလိုလင်းရင်နဲ့လာကျင်းနေတာဟိုတနေ့မလာ29ရက်ကဆိုရင်ပေါ်လက်ခဲပတ်မှာလိခါလောက်ပုံလာကျဲသွားတယ်။ဒီကမှုအခြေအနေအသေးစိတ်ကိုတော့သူကပြောဆိုတာမရှိပါဘူး။မလာ28ရက်နေ့လည်းကအင်အားပြင်းငလင်းလုတ်ခတ်တဲ့အချိန်မှာပဲရှမ်းပြည်နယ်မြပိုင်းနောက်ကျုံမြို့နယ်နောင်လင်းချင်းရွာလေးကျောင်းနဲ့ပုံချင်းခံခဲ့ရတာပါ။အဲ့ဒီတိုက်ခိုက်မှုမှာတနုပြည်သူလူမျိုး င်းရီတပ်ဦး DPLF ကတပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့တယ်လို့ DPLF ဥက္ကဋ္ဌဦးထွန်းနိုင်ကသတင်းဌာနကိုပြောပါရတယ်။အဲဒီနေ့ကအချိန်7မိနစ်အတွင်းမှာနေရ9ခုကိုဘုံကိုလုံးကျင်းချသွားတာပေါင်900ပေါင်100ပေါင်150ပါပါတယ်။လေရင်ကပထမလာပတ်ကြည့်ရဲ့အဲဒီမှာကရုတ်ချင်းနဲ့လူစုနေတော့ကရုတ်ချင်းပေါ်ပုံကျင်းသွားတာစစ်မီ9ဦးဆိုရင်ကရုတ်ချင်းတစ်ခုထဲမှာပဲဆုံးသွားတာအဲဒီဘက်ကရွာကနောက်ကရုတ်ချင်းတစ်ခုမှလည်းရဲပေါ်နေရောက်ပွဲချင်းပြီးတေဆုံးနေလက်ရှိလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့မြင်မြန်နိုင်ဖို့စစ်ကောင်စီပြော ွင့်ရသူဘူဇုံစောမင်းတွန်းကိုဒီကနေ့မနက်ဆက်သွယ်ခဲ့ပြီးမြဖုန်းလက်ခံပြေဆိုတာမျိုးမရှိပါဘူး။လက်ရှိအချိန်မှာငလျင်ကြောင့်ပြည်သူတွေဒုက္ခကြီးကြေကြုံနေရခြင်းစစ်ကောင်စီကအခုလိုပုံကျင်းနေတာတွေကမဖြစ်တဲ့နဲ့လုံရက်တွင်လူကင်းရင်မျိုးသားစင်ယုံ KNU ပြောခွင့်ရသူဘူဇော်တော်နီကပြောပါရင် ဒါကတော့လုံးဝမလုပ်သင့်တဲ့ကိစ္စတဖက်ကနေနိုင်ငံတကာအကူအညီရရှိရေးအတွက်ပြည်တွင်းမှာလည်းအကူအညီရရှိရေးအတွက်ဖိတ်ခေါ်ထားပြီးမယ်အခုမိစားတဖက်ရေမုတ်တဖက်နဲ့ဒုက္ခရောက်နေတဲ့လူလူစီကိုပဲပြစ်မှတ်ထားပြီးတော့ပုံလိုက်ကျင်းနေတယ်ဆိုတာလုံးဝမဖြစ်သင့်တဲ့ကိစ္စပါအဲ့ဒါတွေကသူတို့ကိုသူတို့သိနေရမယ့်ကိစ္စပါအခုတော့တော်တော်စိတ်ပြတ်စရာကောင်းနေစစ်ကောင်စီရဲ့မလ31ရက်နေ့ထုတ်ပြန်ကြမ်းရငလျင်ချနိုင်ငံတော်ဝန်တင်ဆောင်သူ2056ဦးတရားရရှိသူ3900နဲ့ပြောင်းဆောင်နေသူ190ရှိပါတယ်ရှာဖွေခင်စိန်လုပ်ငန်းတွေ ကိုလည်းဆက်လိုက်လုတ်ကင်ဆောင်ရွက်နေစဉ်ဖြစ်ပါတယ်မြန်မာနိုင်ငံမှာလက်ရှိဟာလူရင်းရဲ့တပ်ကိုကယ်ဖို့အတွက်အာရုံဆိုင်လှုပ်ဆောင်မယ့်ကာလဖြစ်လို့ထိရောက်တဲ့အပြစ်ခံရဲစိုင်းရေးလုပ်ဖို့မျှော်လင့်ကြောင်းစင်ကာပူနိုင်ငံသားရေးဝန်ကြီး VPN ဘာလာခရစ်နန်ကမလ30ရက်နေ့မှာပြောဆိုထားပါတယ်နောက်ထပ်တစ်ပုဒ်အနေနဲ့ငလျင်အတွင်းပိမိနေသူတွေကိုရှာဖွေကယ်ဆယ်ဖို့ဖိလစ်ပိုင်ကကယ်ဆယ်ရေးဖွဲ့စည်းလို့တဲ့ကြောင်းတင်ဆက်ပေးပါမယ်ဖိလစ်ပိုင်ဆိုရာကမြန်မာနိုင်ငံကငလျင်ပြည်တင်ပြည်သူတွေကိုကူညီရေးအတွက်စစ်တပ်ပါဝင်တဲ့ကယ်ဆယ်ရေးဖွဲ့ကို APD ရက်နေ့မှာဆင်လို့လိုက်ပါတယ်အဖွဲ့မှာစု စုပေါင်း62ဦးပါဝင်ပြီးကန္နာအသီးသီးကအထူးကျွမ်းကျင်သူတွေပါဝင်တယ်လို့ဖိလစ်ပိုင်လက်တပ်ကပြောပါတယ်။ဒီထဲက58ဦးကို APDNL မှာ C130 လင်းရဲ20နဲ့စေဘက်ဆိုင်ရာပြည်စည်းတွေကင်းစင်ပြည်စည်းတွေနဲ့အတူပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ကျန်းအဖွဲ့သား33က AP3 ရက်နေမှာထွက်ခွာမှာဖြစ်တယ်လို့ဆိုပါတယ်။အဖွဲ့ရဲ့အဓိကရည်ရွယ်ချက်ကအသက်ရှင်ကျန်နေသူတွေကိုရှာဖွေရမှာကူညီဖို့နဲ့မြန်မာနိုင်ငံကိုစေဘက်ဆိုင်ရာအကူအညီတွေပေးဖို့ဖြစ်တယ်လို့ဖိလစ်ပိုင်ကင်းစင်အဖွဲ့ကမြန်မာပြည်မှာ73ရက်စလင်းရဲ့ကြားတဲ့အချိန်နေတိုင်းမှာကတိပြု ထားကြောင်းဖိလစ်ပိုင်လက်တက်ကပြောပါရင် ။မြန်မာနိုင်ငံမှာမန်လာ28ရက်ကပြင်အား9တသမ9ငလင်းလောက်ခတ်ခဲ့ပြီးမန်လာ31ရက်နေ့ထိသေဆုံးသူ2000ကျော်ရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ထားသလိုသေဆုံးသူ2400ကျော်ရှိရလို့ NUG ကလည်းထုတ်ပြန်ထားပါရယ်။ဆက်လက်ပြီးနေပြည်တော်ကိုဖော်ပြပြီးအင်အား၄တသမ9အစင်ရှိငလင်းလောက်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်ကိုဖော်ပြပြီးအင်အား၄တသမ9ရှိငလင်းလောက်ခတ်သွားကြောင်းမိုးနေဝသနဲ့ဇလပီလာညွန့်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါရယ်။အေဘီလာတရနေ့နေ့လယ်တနင်္လာ12မိနစ်ချိန်နေပြည်တော်ပုတ်ပါတဲ့ င်းဒီမျိုးနဲ့ရင်မြောက်ရှိမြောက်ပန်းငားမိုင်ကန်ကွာကိုပဟိုပြုပြီးအင်အားရစ်စတာစကိန်း၄.၉အစင်ရှင်မြင်းငလင်းလုတ်ခတ်သွားကြောင်းသိရပါတယ်။ငလင်းလုတ်တာကတော့တိလိုက်တဲ့တိတ်တော်မပြင်းဘူးကားမောင်းနေရင်ဆိုတော့လို့နေပြီးတော့မနေတိုင်းနဲ့ပရဟိတသမားတို့ကပြောပါတယ်။ဒီကနေ့မနက်တနင်္လာ၄၁မိနစ်ချင်းကလည်းစကိုင်းမြို့ကိုပဟိုပြုပြီးအင်အား၄.၁အစင်ရှင်ငလင်းလုတ်ခတ်သွားတယ်လို့သိရပါတယ်။ ဆက်လက်ပြီးလူနေအဝင်းကျင်ဆုံးပါခဲ့ရတဲ့မန္တလေးဘုံအိုးရွာအကူအညီလိုအပ်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ငလင်းကျောင်းလူနေအဝင်းကျင်တည်ဆောင်ခဲ့ရတဲ့မန္တလေးတိုင်းအမရပူရာမြို့နယ်ကဘုံအိုးရွာမှာတက်ရှင်ကျန်းရေးသူတွေအတွက်နေထိုင်စားသောက်ရေးအကူအညီလိုအပ်နေတယ်လို့ဒေသခံတွေကသိရပါတယ်။မလ28ရက်နေ့နေ့လယ်ပိုင်း12နာရီမိနစ်50ဝန်းကျင်ကလောက်ခတ်ခဲ့တဲ့ငလင်းကျောင်းဘုံအိုးရွာကပလီတွေထိခိုက်ပျက်စီးပြီးလူသေဆုံးမှုဖြစ်ခဲ့တာပါ။အဲ့ဒီနေ့ကတောက်ကြနေဖြစ်တယ်လို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုချိန်လည်းဖြစ်ပြီးငလင်းကျောင်းထိခိုက်တည်ဆောင်သူများပြား ခဲ့တာပါရွာကန်နီရဲ့ပြောပြကြံရပလီလေးလုံးနီးဝ ရွာကန်နီရဲ့ပြောပြချက်အရဗလီလေးလုံးလုံးဝနှိပါပြိုကျခဲ့ရလို့သိရပါတယ်။ရွာလဲပိုင်းကပလီတကူရဲ့တင်တရာကျော်လောက်ဆုံးသွားတယ်လို့ပုံဦးရွာကန်မြို့သမီးကပြောပါတယ်။ရွာထဲကနေအများစုနဲ့ပြက်စီးသွားတဲ့အတွက်ရွာပြင်ဘက်ကွင်းပြင်မှာမိုးကတဲထိုးပြီးနေထိုင်ကြရပါတယ်။ဖြစ်တဲ့လို့မိုးကတဲနေပဲနေပူထဲမှာနေကြတယ်။ရွာနီးနဲ့ကိုတူကိုတာပဲလုံရတယ်။ကုညီသူတွေလာပြီးမဲ့လိုအပ်ချက်တွေအများကြီးပါလို့ကုညီကယ်ဆယ်မှပါဝင်သူတောင်ကပြောပါတယ်။ပုံဦးရွာကအမရပူရာမြို့နဲ့စကိုင်းမန္တလေးကလန်နဲ့သုံးပိုင်းကန်သွားဝယ်ပြီးအစ္စလမ် တာဝန်အများစုနေထိုင်တဲ့ကျင်းရွာဖြစ်တယ်လို့သိရပါဗျ။ ဇလတ်တင်ဆက်ပေးမယ့်သတင်းကတော့ကိုခိုင်မာ MND နဲ့ရဲဘော်ချင်းချင်းခိုင်ရန်ဖြစ်ပွားမှုနားလည်မှုလွဲမှားခြင်းလို့ TNN လေးရှင်းလင်းနေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုခိုင်မြို့နယ်မှာတောင်တက်မတော် TNN လေးနဲ့ကိုကန့်တက်မတော် MND မှာရဲဘော်ချင်းချင်း AV တရက်ကခိုင်ရန်ဖြစ်ပွားမှုကနားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း TNN လေးကရှင်းလင်းချက်ထုတ်ပြန်ပါတယ်။ AV တရက်မနက်ပိုင်းမှာ MND ကရဲဘော်တွေကငလျင်ပေးအတွက်အလူငွေကောက်ခံတဲ့နေရာကို TNN လေးရဲတပ်ဖွဲ့ဝင်တို့ချုံရောက်ရှိလာပြီးတဲ့နောက်ခိုင်ရန်ဖြစ်ပွားတဲ့ရှုပ်တန်းလူမှုကွန်ရက်မှာပြန် န်းခဲ့ပါတယ်။ကိုကန်နဲ့ပလောင်ရှမ်းဖြစ်နေတာကိုကန်တွင်အလူငွေကောက်တွင်ဟာကိုပလောင်တွင်ကလာသိမ်းခိုင်းလို့အဲ့ဒါရှမ်းဖြစ်နေကြတာလို့ရှုပ်တန်ဆိုင်ကုသူကပြောပါတယ်။ဒါနဲ့ပတ်သက်ပြီး DNL ကဒီကနေ့နေ့လယ်ပိုင်းမှာရှင်းလင်းချက်ထုတ်ပြန်ရာဒီကနေ့မနက်7:00နာရီကန်ကကုတ်ခိုင်မြို့နယ်ပြည်သာစုကလန်းမပေါ်မှာတအောင်းပြည်ရဲတပ်ဖွဲ့ဝင်တွေနဲ့ကိုကန်တပ်ဖွဲ့ဝင်တို့အကြားနားလည်မှုလွဲပါပြီးအချိန်နှင်းငင်းခုမှုဖြစ်ပွားခဲ့တယ်လို့ဖော်ပြပါတယ်။ကြီးမားတဲ့ပြဿနာမဟုတ်ဘဲရှဲပေါ်အကြားဘာသာစကားမပေါလို့နားလည်မှုလွဲမှားခြင်းသာဖြစ်ကြောင်း DNL ကထုတ်ပြန်ပါတ တယ်။မဟာမင်းကိုကန်တပ်ဖွဲ့ဝင်တွေကအင်အားလုံးရင်းနဲ့ပြည်ထောင်စုကားလမ်းမကိုပိတ်ဆို့ပြီးဖြတ်သွားတဲ့ကားတွေရက်စီပြီးအလူငွေကောက်ခံရတအောင်ပြည်ရဲ့တပ်ဖွဲ့ရင်ထင်းဌာနတာဝန်ရှိသူတောင်းက PSLF DNL လူကြီးခီးစဉ်ရှိသည့်ဖြစ်လို့လူကြီးလည်းရောက်ခါနေပြီဖြစ်တဲ့အတွက်ခိတလန်းဖွင့်ပြီးပေါ်တော့ရောက်ညီနိုင်ပြောဆိုရမှာဘာသာစကားမပေါက်တဲ့အတွက်နှစ်ဖက်တပ်ဖွဲ့များကြားအနေငယ်အငင်းခုံဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ဒီလိုဖြစ်ပွားပြီးရင်နောက်နှစ်ဖက်တာဝန်ရှိသူတွေမှညီနိုင်ပြေရှင်ရပြည်လည်မှုရရှိရလို့လည်းထုတ်ပြန်ထားပါတယ်။တအောင်ဒေတာမြို့နယ်လိုက်မှာ ပြည်သူလူထုကိုတန်အားသားများငနင်းပြီးလူထုကိုကူညီဖိမနိုင်ဖို့တက်ကြွစွာဆောင်ရွက်နေကြတယ်လို့ TNL ကဆိုပါတယ်။ကုတ်ကံမျိုးကိုတောင်းတက်မလို့ TNL ကသိမ့်ပိုင်ထားတာဖြစ်ပြီးအဲ့ဒီဒေသတွေမှာကချင်တက် KIA ကိုကန့်တက် MNDA ပါဝင် TNL ရဲ့မဟာမိတ်ဖွဲ့များလည်းရှိရာမြေပြင်မှာမဟာမိတ်အချင်းချင်းအကြမ်းနေဆိုင်ရာပြဿနာအငင်းပွားမှုတွေမကြာခဏရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။